ားလုံးမင်္ဂလာပါဗျာဖိုကိုလင်းနေမညာနေပြန်နေကျူးစပါရယ်ဗျာဒီနေ့မှာတော့2026မရောက်ခင်တက်ထားတဲ့ scale သုံးခုကြောင့်ဒီနေ့မိတ်ဆွေများမရောက်ပေးမှာဖြစ်ပါတယ်တက်ထားတဲ့မှာလေဒီ scale သုံးခုကိုတက်ထားလို့ရှိရင်ကျွန်တော်မိတ်ဆွေများရဲ့ဝင်ငွေကတစ်လကို30ဆယ်ဆိုလက်ဟုတ်တယ်30လက်ဟုတ်တယ်အဲ့တော့အဲ့ထက်လည်းပုံနိုင်ပါတယ်ဒါကြောင့်မလို့ဒီခုချင်းနဲ့စပြီးတော့ခုချင်းတော့ပြောတဲ့ scale သုံးခုကိုမလစ်လာသေးတဲ့မိတ်ဆွေများလစ်လာထားတဲ့မှာလေအဲ့တော့ဘာ scale များလဲနံပါတ်1တခုကတော့ digital marketing ပဲဖြစ်ပါတယ် အဲ့တော့ online မှာငွေရှာနည်းပဲဖြစ်ပါတယ် online မှာငွေရှာမယ်အဲ့တော့ကျွန်တော်တွေကျွန်တော်တို့ရဲ့အတက်ပညာတစ်ခုကိုရင်းနှီးပြီးတော့ပဲရှာရှာကျွန်တော်တို့ရဲ့ product ကျွန်တော်တို့ company တစ်ခုကိုပဲကျွန်တော်တွေဈေးရောက်ပြီးတော့ရှာရှာအဲ့တော့ digital marketing ကိုတည်ထားတဲ့မှာတယ်အဲ့တော့ digital marketing ကအရင်ကကျေပြတ်ပါတယ်ကျွန်တော်ဆိုတော့ဆိုတော့ပြောလို့ပဲ online မှာငွေရှာတာလဲ digital marketing ဖြစ်တယ်လို့ကိုယ့်ရဲ့ product တွေအဲကိုယ့်ရဲ့ကျွန်တော်ရဲ့ကိုယ့်ရဲ့ service တွေကျွန်တော်တို့ရဲ့အဲကျွန်တော်ရဲ့ပညာရေးတစ်ခုခုတွေကိုလူတွေရောစပစ်ပေးတာလဲ digital marketing မှာပဲအဲ့တော့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေများအဲ့လိုပြီးနေဖို့အတွက် skill တွေကိုကြိုတင်လေ့လာထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်မစ္စမက Facebook မှာဝင်ရှာမယ်ဆိုလို့ရှိရင်လည်း digital marketing ပဲ YouTube TikTok စတဲ့ platform တွေမှာဝင်ရှာတာလည်း digital marketing ပါပဲနံပါတ်1 digital marketing မှာနံပါတ်2ကတော့အားလုံးသိထားပြီးတဲ့အတိုင်းပဲ video editing ပဲဖြစ်ပါတယ် video editing ကိုကြောင်းကျင်းပိုင်နေထားတဲ့မိတ်ဆွေတယောက်ကလုံးဝထမင်းစားလက်မှတ်ရထားသလိုပါပဲ ဲ့တော့ဘယ်လုပ်ငန်းဘယ်နယ်ဘယ်ကိုမဆိုခုကဗီဒီယို88ကစကားပြောနေပါပြီဗီဒီယို88မဲ့ပဲကိုယ့်ရဲ့ product တွေကိုကြောညာတယ်ကိုယ့်ရဲ့ site တွေကိုကြောညာတယ်ကိုယ့်ရဲ့လုပ်ငန်းတွေကြောညာတယ်အထူးသဖြင့်ကိုယ့်ရဲ့သင်တန်းတွေကိုလည်းကြောညာတယ်အဲ့တော့ဒါကြောင့်မို့ကျွန်တော်တို့ကဗီဒီယို88ကလည်းအရေးပါတဲ့အခန့်ကဏ္ဍတစ်ခုမှပါဝင်လာပါတယ်မိတ်ဆွေများအလုပ်တစ်ခုသွားလျှောက်ကြည့်ပါအဲ့မင်းကဘာလုပ်တတ်တယ်ကျွန်တော်ဗာပွဲရထားတယ်အဲကျွန်တော်တို့ဗာရီတက်ထားတယ်ဆိုတာထက်မိတ်ဆွေများကဗီဒီယို editing ကိုကျွမ်းကျင်ပိုင်နေတယ်ဆိုရင်သူကအလုပ်ခန့်နေပါပြီ ဘာကြောင့်လဲဆိုတော့ခုလို Facebook TikTok တို့ social platform တွေမှာကျွန်တော် promo လုပ်တာတွေကြောင်းကြတာတွေအဲ့တော့ကောင်းကောင်းကြောကြောချင်းချင်းခြင်နေပိုင်နေရင်ကျွန်တော်တို့ကိုသူမြတ်ထက်လဲနှာတစ်ဖျားသာလို့ဝင်ဝင်နေအများကြီးရပါတယ်အဲ့လို movement တွေကို freelancer အနေနဲ့လုပ်လို့ရပါတယ်အဲ့တော့လုပ်ငန်းရှင်တယောက်ကိုဗီဒီယိုတစ်ပုဒ်ကိုဘလောက်ဘလောက်နဲ့လုပ်ပေးတယ်အဲ့တော့ကျွန်တော်ကျွန်တော်မေးကျွန်တော်မေးဆွေးနေဆိုလို့ရှိရင်တော့5မိနစ်စာဗီဒီယိုတစ်ပုဒ်ကို2သိန်းတော့ယူပါတယ်5မိနစ်စာဗီဒီယိုတစ်ပုဒ်ကိုနော်2သိန်းတော့ဒါ professional အဆင့်ကျွမ်းကျင်တဲ့အဆင့်တွေပေါ့လေ အဲ့ဒီကကိုကတိတ်မကျွမ်းကျင်ဘူးအလေလက်လောက်ပဲဆိုလို့ရှိရင်နော်9မိနစ်ဆက်ဗီဒီယိုတစ်ပုဒ်ကို9000ယူတာရှိသလိုတသိန်းယူတာလည်းရှိပါတယ်တကယ်လဲကျွန်တော်မိတ်ဆွေပေးရတဲ့10နဲ့ scale တွေကိုပြန်လုပ်ပေးထားတာအတွက်ကြောင့်မလို့တကယ်လဲမိုက်ပါတယ်ဒါကြောင့်မလို့ဗီဒီယို editing scale ကအရင်ကအရေးပါတဲ့ခန္ဓာတစ်ခုပဲဖြစ်နေပါတယ်ဟုတ်ပြီနံပါတ်3နံပါတ်3ကတော့ language ပဲဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေမှာ language တစ်ခုခုဘာသာစကားတစ်ခုကိုတက်မြောက်ထားမယ်ဆိုလို့ရှိရင်ねထင်မစားလက်မှတ်ရထားသလိုပါပဲအဲ့တော့ကျွန်တော်ကထပ်ပါတော့ အားကြောင့်အင်္ဂလိပ်တို့ Chinese တို့အဲ Korea ဂျပန်စသဖြင့်ပေါ့နော်ဘယ်ဘာသာကိုပဲမဖြစ်ဘူးကျွန်တော်ကကျွန်တော်ထုံးနေမွေရေးအီလိုတော့ကျွန်တော်တွေအားလုံးတက်ကြွန်းထားတယ်ဆိုလို့ရှိရင်ကိုကအဲ့ဒီကနေပြီးတော့ဝင်ဝင်နေအများကြီးပြန်ရှာလို့ရတယ်ကျွန်တော်ကျွန်တော်မိတ်ဆွေတူဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်မိတ်ဆွေတူဆိုကိုတန်းအောင်ပေါ့နော်အဲတူဆိုလို့ရှိရင် အဲတော့ဘုန်းကြီးကျောင်းသားအာလေးနန်းတော့မအောင်ရှာပါဘူးလေးနန်းတိပဲတက်ခဲ့ရတယ်ပေါ့နော်အကြောင်းမျိုးအကြောင်းထွက်ခဲ့ရပြီးတော့ဘုန်းကြီးကျောင်းကနေပြီးတော့အင်္ဂလိပ်စာကိုလေ့လက်သင်ကြားခွင့်ရပြီးတော့တကယ်ကိုပေါ့နော်သူကလေးနန်းမောင်တာပြောတာရေးဖတ်ပြောတာမှတကယ်တော့ဆရာကြက်ကြပါပဲအဲ့တော့ကျွန်တော်တို့ဆရာတော်ဖျားကြီးတွေပြပခိတွေတွားတဲ့ခါမျိုးသူပဲခိုင်းလို့တယ်သူပဲ tour tourist လုပ်ပေးတယ်သူတွေ tourist guide လုပ်ပေးတယ်အဲ့တော့ခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်ပကံပက်တွေတခြားသော တော့ traveler company မှာလည်းအလုပ်ဝင်လုပ်ပြီးတော့အခုဆိုလို့ရှိရင်တော်ဒီဟာလေး skill တခုရထားတယ်နဲ့အဲ့တော့သူကိုယ်တိုင်လည်းဒီသူကိုယ်တိုင်လည်း Facebook တွေ TikTok တွေမှာသူပြန်တင်ပေးတယ်အဲသူရဲ့ပြန်တင်ပေးတယ်အပြင်မှာလည်းတင်တယ် live မှာလည်းတင်တယ်သူရဲ့တင်နှန်းကတရက်ကို9000အခုဆိုအယောက်900ကျော်ရှိသွားပြီဟုတ်ပြီးတော့ကျွန်တော်ဒါတွေမဟုတ်သေးဘူးအပြင်မှာလည်းကျွန်တော်တွေတလပြက်၃လပြက်၅လပြက်အဲ့လိုမျိုးလာတင်တဲ့လူတွေလည်းရှိတယ် အဲ့ကနေလဲရတယ်အဲ့တော့ဒီဒီ YouTube မှာလဲသူ့ရဲ့အခြေခံအင်းနေစကားပြောတဲ့လူပြန်လဲမြောက်ပေးတယ်အဲ့မှာလဲဝင်ငွေရတယ်သူ့ရဲ့တလားတလားဝင်ငွေကလဲတကယ်ကိုကြောက်စရာကြီးပါပဲတကယ်ကိုတရားကြော်သွားပါပြီယုံတော်မြုံနိုင်မှုနော်ယုံတော်မြုံနိုင်မှာဘူးတကယ်ကိုကြမ်းပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဘာသာစကားတစ်ခုကလဲပုပ်ပတ်တံမလုပ်လိုက်ပါနဲ့အသုံးချတဲ့အရင်ကိုအရေးပါတဲ့အရာတစ်ခုပါပဲဒါကြောင့်မလို့2026မတိုင်ခင်မှာကျွန်တော်တို့ဒီ skill 3ကိုလေ့လာထားသင့်ပါတယ် ကိုစိတ်ဝင်စားတဲ့နယ်ပဲကိုဝန္ဒနာပိုင်းလမ်းကြောင်းကိုသွားလို့ရပါတယ်။ဒါကြောင့်ကျွန်တော်မိတ်ဆွေညီငယ်တွေအခုချိန်နဲ့စပြီးတော့ကျွန်တော်တို့ကဒီပေါ့နော်ကျွန်တော်တကယ်ချင်းနေနယ်ပြဆိုင်မှာချိန်ဖြုံးနေမယ်တူတူလက်ဖိတ်ဆိုင်မှာချိန်ဖြုံးနေမယ်တူတူဒီဘာမှမဟုတ်ပဲနဲ့ကျွန်တော်တွေအချိန်အချိန်မြအမြင်မြကျွန်တော်တွေလောင်းကစားတွေဆော့ဂိမ်းတွေဆော့နေမယ်အတူတူဒီလိုမျိုးဒီစကေးသုံးခုကိုမိတ်ဆွေများကြုံကြုံရင်တက်မြောက်ထားမယ်ဆိုလို့ရှိရင်ထမင်းစားလက်မဲ့ရသွားသလိုပါပဲမိတ်ဆွေများရဲ့ဝင်ငွေလည်းကျန်နေမှာဖြစ်ပါတယ် ျွန်တော်တို့ဘယ်သူမှမမီလောက်အောင်စူးစမ်းပြလေပါကျွန်တော်တို့တွေဘယ်သူမှသတိမထားမိလောက်အောင်စူးစမ်းပြလေပါကျွန်တော်တို့ကနေရာတစ်ခုရမှသိကြပါတယ်။ဒါကြောင့်မို့ဒီနေ့ဆာပြီးတော့ကျွန်တော်တို့ကဒီစကီ၃ခုကိုကိုကြိုက်နေတဲ့အလမ်းကြောင်းတစ်ခုကိုသွားလို့ရပါတယ်။အဲ့ဒီတစ်ခုကိုမိတ်ဆွေများလေ့လာလိုက်ပါ။အဲ့တော့ကျွန်းကျွန်းကျွန်းတက်မြောက်တာနဲ့မိတ်ဆွေများရဲ့ဝင်ငွေရလဲအဲ့တော့ဆယ်ကြီးသိန်းကြီးရာကြီးတိရှိနေမှသိကြပါတယ်။ဒါလေးကိုလာယူညပေးရပါဗျ။အားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲကျွန်တော်တို့ဒီ ဒီစကေးတွေညနေပြီးတော့ပြန်လည်ပြီးတော့ပေါ့နော်လူတွေကိုအကျိုးပြုနိုင်ပါစေလူတွေရဲ့ခက်ခဲလေးကိုဖြေရှင်းပေးနိုင်ပါစေမိတ်ဆွေများလည်းဝုန်းဝုန်းအများကြီးကျမ်းပါစေဗျာဘိုင်ဘိုင် Allo ve ma cala ma bia po quale ne pigna cane allo mo so bare bia like e subscribe ne pi a pe chara o bia bia bia